မင်္ဂလာပါကျွန်တော်ဒီကနေ့တော့မိတ်ဆွေတို့ကိုအကြောင်းအရာလေးနဲ့ပတ်သက်အကြောင်းအရာလေးတစ်ခုနဲ့ပတ်သက်ပြီးတော့မျှဝေချင်တာပါအဲ့ဒါကတော့ဘာလဲဆိုစီးပွားရေးလုပ်ငန်းတွေကမိမိတို့ကြီးထွားလာတဲ့ level အလိုက်ပေါ့နော်အဲ့ဒီကြီးထွားလာတဲ့ level လိုက်တာဝန်ယူမှုတာဝန်ခံမှုတွေရှိပါတယ်အကဲအညာပြစီးပွားရေးလုပ်ငန်းဆက်လုပ်ခါစားနော်ကျွန်တော်တို့ဒီငါတို့ကစီးပွားရေးမျက်နှာတစ်ခုပဲကြည့်တယ်ငွေမျက်နှာတစ်ခုပဲကြည့်တယ်ဆိုရင်အပိုင်းပေါ့နော်အဲ့ဒါကတော့ economic responsibility လို့ခေါ်ပါတယ်ငါတို့ကငါတို့ရောင်းလိုက်တဲ့ပုံကိုဒါမှမဟုတ်ငါတို့စီးပွားရေးနဲ့ပတ်သက်နေတဲ့ဒုတိယနဲ့ပတ်သက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုရှိတယ်အဲ့ဒီကနေတစ်ဆင့်မြင့်သွားတယ် နော်မိမိအနေနဲ့ငွေကြေးအပိုင်းကဏ္ဍလည်းလုံလောက်မှုရှိသွားတယ်နော်အဲ့ဒီကနေတစ်ဆင့်မြင်သွားကျွန်တော် legal responsibility ပေါ့ဥပဒေနဲ့ညီအောင်နေတယ်နော် legal responsibility ဥပဒေနဲ့ညီအောင်လုပ်တဲ့ test တွေပြင်မယ်နော်ပြလို့ရှိရင်နောက်တစ်ခုကယူသိယူထိုက်တဲ့ကျွန်တော်တို့ license တွေနော်စာရွက်စာတမ်းတွေနော်စာချုပ်စာတမ်းတွေစတာတွေကိုယူထားတယ်ဥပဒေနဲ့ကိုက်ညီအောင်နေတယ် data ဆိုင်ရာဥပဒေကျွန်တော်နိုင်ငံတော်ချမှတ်တဲ့ဥပဒေနဲ့ကိုက်ညီအောင်နေတယ်အဲ့ဒါ legal responsibility ပေါ့ပထမတော့ economic responsibility နော်စီးပွားရေးအရာပဲ ဒုတိယမြင့်လာပြီဆိုလို့ရှိရင် legal နဲ့ပတ်သက်ပြီးတော့ကျွန်တော် responsibility ယူလာပြီအဲ့ဒီကနေတဆင့်ထပ်မြင့်သွားလဲဆိုရင်ကျွန်တော်ဘယ်ရောက်သွားလဲဆိုလို့ရှိရင် ethical responsibility ငွေပေးတာပဲဖြစ်ဖြစ်ဥပဒေနဲ့ညီလေမတို့ကပြောရင်တော့ဟိုမကိတ်ညီဘူးလို့ထင်လို့မလို့ဥပမာအဖြစ်ရင်ကျွန်တော်တို့ strategy first ကဆောင်းချက်ကတော့ကြောင်းကလုပ်တဲ့ကျွန်တော်တို့ဟိုမှာ multi level marketing တို့နော်ကျွန်တော်ပြောလို့ရှိရင် idea စလိတ်စတဲ့ beer company တွေကဝန်ထမ်းတွေကိုကျွန်တော်တို့အာ ဒီ marketing နဲ့ပတ်သက်တဲ့ပညာရပ်ကိုမသင်သေးဘူးပေါ့ဗျာပြောရင်တော့ဒီနေရာမှာ तू support မလုပ်ဘူးပေါ့အဲဒါက ethical နဲ့ပတ်သက်တဲ့ responsibility တခုပါเนาะပြောရင်တော့ပတ်ဝန်းကျင်မှာအာကျွန်တော်တို့ဒီအာကျွန်တော်တို့မျှဝေနေတဲ့အကြောင်းအရာဒီကျွန်တော်တို့အာထုတ်လုပ်လိုက်တဲ့စီးပွားရေးကထုတ်လုပ်လိုက်တဲ့ကုန်ထုတ်ပစ္စည်းတွေဒါမှမဟုတ်ဝန်ဆောင်မှုတွေဟာပတ်ဝန်းကျင်ကိုမထိခိုက်စေရဘူး ethical responsibility ယူတာအဲ့ဒီကနေတစ်ဆင့်မြင့်သွားရင်ပတ်ဝန်းကျင်ကြီးမှာရှိတဲ့သူတွေရဲ့ เนาะအကောင်းကျိုးဆိုးကျိုးတွေကိုเนาะပို့ပြီးတော့ support လုပ်ပေးနိုင်တဲ့ philanthropic responsibility လူမှုအကျိုးပြုအာတာဝန်ယူမှုတာဝန်ခံမှုတွေလောက်လာပါတယ်ဒါကို CSR လို့ခေါ်ပါတယ် corporate social responsibility ပြောရရင်เนาะ CSR ဒီလုပ်ငန်းအကြီးကြီးတွေပြောလို့ရှင်เนาะ မိမိစီးပွားရေး level ကိုလည်းကျော်ပြီးအခုနပြောတဲ့ဥပဒေ level လည်းကျော်သွားပြီး ethical လို့ခေါ်တဲ့ level လည်းကျော်သွားပြီးဆိုရင်တော့ကျွန်တော် CSR level ကိုရောက်လာတာပေါ့ဒါကြောင့်မြန်မာနိုင်ငံမှာ CSR လုပ်နေတဲ့ company အကြီးတော်တော်များများလည်းရှိပါတယ်အဲဒါကြောင့်မို့ကျွန်တော်ဒီနေ့တော့ CSR နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေမျှဝေပေးချင်တာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအကြောင်းအရာကတော့ကျွန်တော်ကိုယ်တိုင် CSR နဲ့ပတ်သက်ပြီးတော့ထိတွေ့ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မျှဝေပေးချင်တာပါအဲ့တော့ CSR ကိုကျွန်တော်2023လောက်ကမြန်မာနိုင်ငံရဲ့အကြီးဆုံး manufacturing company ကြီးမှာအဲကျွန်တော်ကအဲ့တော့ deputy management representative ပေါ့เนาะကျွန်တော်တို့ဒီ IMS လို့ခေါ်ရပြ integrated management system မှာကျွန်တော် DMR လောက်ကအဲ့လို DMR လောက်တဲ့အချိန်မှာကျွန်တော်တို့ဒီ ISO 3ခုလောက်နဲ့ကျွန်တော်ထိတွေ့ခဲ့မှုတယ်အာကျွန်တော်တို့ QMS EMS နဲ့ OSHAs ပေါ့အဲ့ဒီအာ ISO 3ခုနဲ့ကျွန်တော်ထိတွေ့ခဲ့အဲ့တော့ကျွန်တော်တို့က environmental management ဆိုလို့ရှိရင်ပြကျွန်တော်တို့ကဒီထုတ်လုပ်လိုက်တဲ့ကုန်ပစ္စည်းကထွက်လာတဲ့အာ ဒီစွန့်ပစ်ပစ္စည်းတွေပေါ့ဒါတွေကပတ်ဝန်းကျင်ကို မထိခိုက်ဘူးအပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ air pollution ပေါ့နော်လေထုပတ်ဝန်းလေထုမညင်ညမ်းမှုအပြီးလို့ရှိရင် water pollution ရေထုမညင်ညမ်းမှုစားရတွေကိုအဆင့်ဆင့်ကျွန်တော်တို့ကစီစစ်ပြီးမှစွန့်ထုတ်ကြတယ်နော်အပြီးလို့ရှိရင်နောက်တော့က chemical substances တွေကိုကင်တွယ်လို့ရှိရင်လေဝန်ထမ်းတွေပေါ့ဒါကတော့ osha spine ဖြစ်သွားတာပေါ့နော်ကျမကြီးအာ ဘေးအနေကင်းရှင်းရေးပေါ့အဲဝန်ထမ်းတွေကျမရေးဘေးအနေကင်းရှင်းเนาะကျွန်တော်တို့ကဘာလို့ဆိုဒီဝန်ထမ်းတွေကဥပမာပစ္စည်းတစ်ခုကိုမမယ်ဆိုလို့ရှိရင်ဘယ်လို position နဲ့မမှာလဲနော်ကျွန်တော်တို့ဒီ spinal cord ပေါ့နော်ကြော်ယူကြီးမထိကြိုက်အောင်နော်အလုပ်ကိုလည်းပုံမှန်လုပ်သွားရအောင် ကျွန်တော်တို့ကဒီဟာကိုမလို့ရှင်လေ lifting ပေါ့ lifting လုပ်တဲ့အချိန်မှာလည်းကျွန်တော်တို့က proper lifting စနစ်တကျ ပုံစံနဲ့မဖို့အတွက်အကိန်းများအရန်ဝိတ်ကြီးတယ်ဆို forklift သုံးပြီးမှမလားဒါမှမဟုတ်ရှင်လည်းကျွန်တော်ကဝင်ချီဆက်သုံးပြီးမှမလားဒါမျိုးတွေပေါ့ဒါမျိုးတွေကိုအစင်းစင်းစမ်းစားဝါရာကိုကြတော့ဒီ OSHA system မှာလည်းပါတယ် EMS system မှာလည်းပါတယ်ဆိုပြီးတော့ကျွန်တော်အိုက်တနေပြီးတော့စပြီးတော့ CSR နဲ့ပတ်သက်ပြီးတော့တိလာတယ်ဒါတွေက CSR အပိုင်းတော့မဟုတ်သေးဘူးဒါပေမဲ့ CSR အဒီထက်ပိုပြီးတော့များလဲများတယ်အဲကျွန်တော်တို့နည်းနည်းလေး CSR ကနည်းနည်းလေးအာ ပြောရင်တော့တတ်မှတ်ဖို့နည်းနည်းလေးခက်တယ်ပေါ့နော်အဲဒီကနေပြီးတော့ကျွန်တော်ကဘယ်ရောက်သွားလဲဆိုတော့ကျွန်တော် hotel life တွေဝင်သွားပါတယ် hotel life တွေဝင်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့ community based tourism ဆိုပြီးတော့အာဒီလူမှုပတ်ဝန်းကျင်လေးတွေကိုကျွန်တော်တို့ကြည့်ပြီးတော့မာဒီယာတွေကို promote လုပ်ပေးတာပေါ့နော်ဥပမာကျွန်တော်တို့ဆက်ဆက်ရေးကြေးရွာစသဖြင့်ပေါ့နော်ဥပမာကြောက်ပြောင်းမှရှိတဲ့နေရာလေးတွေစတာလေးတွေကိုကျွန်တော်တို့ကတကြီးသွားတွေကနေပြီးတော့အာသွားမယ်အဲ့ကြလို့တကြီးသွားတွေကအဲ့အဲ့ရွာမှာရှိတဲ့အစားအသောက်လေးတွေစားပြစ်လို့ရှိရင်စားသောက်ဆိုင်လေးတွေဝင်ငွေရလာမယ်နော်ကလေးလေးတွေမုတ်ဘိုးတွေရလာမယ်ဥပမာ souvenir ရ ောင်းတဲ့ကလေးတွေနော်နောက်တစ်ခုကတော့ဗာလဲဆိုတော့ဒီ JR မှာရှိတဲ့အာဒီ souvenir ရောင်းတဲ့နေရာတွေပြီးတော့လက်မှုပစ္စည်းရောင်းတဲ့နေရာတွေလည်းဝင်ငွေကောင်းလာမယ်စသဖြင့်ပေါ့ဗျာအဲ့လိုမျိုးနဲ့ကျွန်တော်တို့ community based tourism ကို promote လုပ်တာပေါ့နော်အဲဒါကတော့ CBD လို့ခေါ်တာပေါ့အဲ့လိုပုံ promote လုပ်ခဲ့တယ်နောက်တစ်ခုကတော့ကျွန်တော်ဗကန်မှာအဲ့ဒီကာလာတော့2015ထင်တယ်အဲ့ဝင်းကျင်လောက်ကဒီ plastic ပေါ့ plastic အမိုက်တွေကများတဲ့အတွက်အဲ ကျွန်တော်တို့အဲ့ plastic အမိုက်တွေကိုထိမ့်သိမ့်မှုအတွက်ပေါ့ဆိုဒီ plastic ကစွန့်ပစ်ပစ္စည်းဖြစ်တဲ့အပြင်ကိုမှ သူကဒီကဘာမြေပေါ်မှာတော်တော်နဲ့ကျွန်တော်တို့မဆွေးမြေ့သွားတဲ့နော် အမုံလေးတိတိလေးဖြစ်သွားတဲ့အထီတောင်မဆွေးမြစ်ပါဘူးအဲ့တော့ကုန်းမောင်မှာနေရင်လေကုန်းမောင်မှာအပင်လေးပေါက်ရောက်ဖို့ခက်ခက်ခဲတယ်နော်စားမိရင်လေတရဝါလေးတို့အနေရှိတယ်ရေထဲမှာလည်းအနေရှိတယ်ဒါကြောင့်မလို့ဒီ plastic တွေကိုစနစ်တကျဘယ်လိုဆွန့်ပစ်မလဲဆိုပြီးတော့ကျွန်တော်တို့အဲ့တော့က BPC ပေါ့ပကံ plastic campaign ဆိုပြီးတော့ကျွန်တော်တို့ဒီပကံမှာ plastic အမိုက်တွေကောက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီအမိုက်ပုံးတွေလုတ်ပြီးတော့ဒီအများသူငါသွားတဲ့နေရာတွေမှာဒီအမိုက်ပုံးတွေထားပေးဖို့အတွက်အစီအစဉ်တွေကိုကျွန်တော် local community တွေပြီးတော့ကျွန်တော်တို့ hotel အဖွဲ့တွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့လုတ် ဲပေါ့နော်အဲပြီးလို့ရှိရင် ကျွန်တော်တို့ဒီအာရလာတဲ့အမိုက်တွေကိုဘာလို့လဲဆိုတော့ဒီရေတံဘူးအခွန်ပေါ့ idea ကိုကျွန်တော်ထည့်တယ်ပြင်ဖိတယ်ဖိပြီးတော့ကျွန်တော်အုတ်အစားထိုးပြီးတော့ကျွန်တော်တို့ဓာတ်တွေကိုအာစာကြည့်လိုက်ပေါ့နော်စာကြည့်လိုက်စောက်ဖို့အတွက်ကျွန်တော်တို့စီစဉ်ခဲ့ကြတယ်အပြီးလို့ရှိရင်ဒီဟာတွေကိုကြိုပြီးတော့ကျွန်တော်တို့ဘာလို့လဲဆိုတော့ဒီအမိုက်ပုံးတွေပေါ့နော်အာဒီအမိုက်တွေကိုပြန်ကြိုကြိုပြီးတော့အမိုက်ပုံးလုပ်ဖို့အတွက်လည်းကျွန်တော်စီစဉ်ခဲ့တယ်အဲ့ဒါကတော့ Bagan Plastic Campaign ဆိုတဲ့အစီအစဉ်ပေါ့